လိမ့်လိမ့်မမနဲ့စာဖတ်တဲ့သူတွေကိုဖြိုးကပတ်စံသိန်းတရာစုချကြပါတယ် ဟုတ်ပါတယ်။သေချာပေါက်ပတ်စံသိန်းတရာပေးမှာပါ။ဒါကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိသေချာကြည့်ပါ။အဲ့ဒီအစီအစဉ်ကတော့ဖြိုးရွှေနှုတ်ကနေပြီးတော့မှအခုလာမဲ့အောက်တိုဘာနိုဝင်ဘာမှာကို့အတွက်ကိုရင်းနှီးမြှုပ်နှံတဲ့သူတွေစဖက်ဖို့ရှာအတွက် subscription ဝယ်တဲ့သူတွေတဲက၃ရောက်ကိုကျေးဇူးတင်တဲ့အနေနဲ့စုတွေအများကြီးပေးမှာ။အဲ့ဒီစုတွေတဲကပထမစုဆိုရင်ပတ်စံသိန်းတရာကို ကိုကြိုက်တဲ့နေရာမှာသုံးဖို့ရှာအတွက် စုချမှာโอเค ိတ်ဝင်စားလားပြီးရင်ဒုတိယအနေနဲ့ကပတ်စံ350ကို subscription ဝယ်တဲ့သူတွေကတယောက်ကိုဖြိုးရောင်းနေပြီးမြစ်တာလက်ဆောင်ပေးမှဖြစ်တယ်တတိယစုအနေနဲ့ကတော့တသက်စာ subscription တွေကိုပြချပေးမယ်အဲ့တော့ဖြိုးရဲ့ပရိသတ်တွေတဲကရွှေနို application မှာစာဖတ်တဲ့ဆိုကိုယ့်အတွက်အရန်ကောင်းမယ်ဆိုတာသိတယ်ဒါပေမဲ့ action မလုပ်ဖြစ်တဲ့သူတွေအခုချက်ချင်း subscription သွားဝယ်ပြီးတော့မှ ကန်လဲထူညင်လဲမြူးဖို့ရှာဖြိုးကဒီကနေပြီးတော့မှပြောချင်ပါတယ်ဖြိုးအတွက်ဆိုရင်ဒီတစ်နှစ်ထဲမှာရွှေနှုတ်ကြောင့်မလို့စာအုပ်100တောင်ဖတ်ဖြစ်တယ်ပြီးရင်ဖြိုးနဲ့တူတူပေါ့နော်ရွှေနှုတ် subscription ဝဲသူတချို့ဆိုစာအုပ်90ဖတ်ဖြစ်တဲ့သူ30ဖတ်ဖြစ်တဲ့သူရဲ့အများကြီးရှိတယ်ပြီးရင်အဲ့လိုမျိုးဖတ်ဖြစ်လို့ကို့အတွက်အများကြီးပြောင်းလဲသွားတယ်ဆိုတာကဖြိုးပါဝင်ပေါ့နော်ဒါအခုမြင်နေရတဲ့ comment တွေကိုကြည့်မယ်ဆိုရင်အားလုံးတိနိုင်ပါလိမ့်မယ်အဲ့တော့ကိုလဲသူတို့နဲ့တူတူပေါ့နော်စာဖတ်တဲ့သူတွေဖြစ်ပြီးတော့မှကန်ထူးရဲဆိုရင်လည်းပတ်စံ သိန်းတရာရမယ်အခွင့်အရေးကိုလက်လို့မခံပါနဲ့ဒါကြောင့်မလို့အခုချက်ချင်းပဲ subscription ဝယ်ပြီးတော့မှဒီ campaign မှာပါဝင်ပါ Okay ဒါဆိုရင်ဒီ campaign မှာပါဝင်ဖို့ရှာအတွက်ဘာတွေလုပ်ရမလဲတစ်ခုပဲရှိပါတယ်ပထမတစ်ခုကအခုလာမယ်အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းမှာ subscription ကိုတနည်းနဲ့တစ်သက်စာကိုဝယ်ပြအောင်တွားဝယ်ပါဒါဆိုရင်မပြောရဲနိုဝင်ဘာကြန်သေးရလို့တွားမတွက်နဲ့မေ့တွားမှာ လူဆိုတာကအကုန်မေ့တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဖြိုးရတော့ DVD ကိုချိန်ပြတာနဲ့ချက်ချင်း subscription ဝယ်ဖို့ရှာအတွက် reminder လုပ်ချင်တယ်ဒုတိယလုံးရမယ့်အရာကတော့အခုမြင်နေရတဲ့ရှင်တို့ရဲ့ original campaign post လေးကို public မှာသွား share ပါအဲ့တော့ရှင်တို့မှာစဖက်ပြီးတော့မှလို့လက်တူတူကန်ကောင်းအောင်လို့စူးစမ်းကြမယ်အဲ့လိုမျိုးစူးစမ်းခြင်းတဲ့သူတွေစိတ်ဝင်စားတယ်ဆိုရင်လည်းအသေးစိတ်ကိုရှင်တို့ရဲ့ Facebook page မှာသွားမေးပြီးတော့မှဒီဖုန်းနံပါတ်ကိုလည်းဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ရှင်